။ဘာမင်းအွန်လိုင်းဘာပြည်တော်ညာပြည်တော်ပြောခဲ့တဲ့ကောင်းလေး။ကောင်းမလေး။အခုအချိန်မီသေးတယ်။တီတကူဆရာတော်ဘုရားကြီးတို့တောင်းမှန်။လေပုံတိုင်းဝင်လာအဲ့မှာရေတွေကြီးလာအဲ့မှာတော့အဲ့မှာနှွေကောင်းကောင်းနဲ့အဲ့မှာသခိုင်းတရာအဟောကအေယောင်ဒီမြစ်ပါအကုန်လုံးတက်ပြီးတော့အုပ်လိုက်ရင်အမကုန်သေးကုန်မယ်။လူလူနဲ့ကျွန်တော်တို့နဲ့လက်တွေ့ပြီးတော့ဒီဆက်အနာရှင်စနစ်အမြင့်ပြုတ်ချက်ဟိုဆက်တိုက်ဖို့ဆိုတာကျွန်တော်တို့တန်နေဆိုင်ချပီးသားရှိတဲ့အပေါ်မှာတော့ကျွန်တော်တို့လက်တွေ့ပြီးတော့ဆက်သွားမှာပဲဖြစ်တယ်။ ဟယ်လိုချရမီဘာပီတူညကိုမော်ရမာမြအားလုံးမင်္ဂလာပါ news bit channel ကနေပြန်မချိုဆိုလိုက်ပါတယ်2025ခုနှစ် April လတုန်းနဲ့ကျတို့ဂျာတပရီနေ့မနေ့ပိုင်းမှာနောက်ဆုံးချတရတဲ့ပေါ့နော်ငလင်ဘေးအနေနဲ့ပတ်သက်ပြီးတော့မှအထူးသတင်းတွေရဲ့တော်လန်သတင်းတွေကိုတင်ဆက်ပေးတော့မှာမလို့ကျွန်တော်နဲ့တူဗီဒီယိုကိုအစားဆုံးကြည့်ရှုပေးကြဖို့အားလုံးကိုဖိတ်ခေါ်လိုက်ပါတယ်ကျတို့ခါတိုင်းလိုပဲပေါ့နော်ဗီဒီယိုတွေမကြည့်ခင်မှာအယုံဆုံးနေနဲ့နောက်ဆုံးချတရတဲ့တော်လန်သတင်းတွေနဲ့အထူးသတင်းတွေကိုအယုံဆုံးဖော်ပြချင်ပါတယ်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့ ပဲခူးတိုင်းပထောင်မြို့နယ်မှာရှိတဲ့စစ်ကောင်စီရဲ့တေခါစစ်စခန်းကြောင်းကျိုးကိုအရဟတ်တော်အေးနဲ့ပူပေါင်းတပ်ဖွဲ့ဝင်တွေကလည်းပြည်မဝင်ရောက်တိုက်ခိုက်ခဲ့လို့စစ်ကောင်စီတပ်ကထိခိုက်သေးဆုံးမှုများပြီးတော့မှညောင်ကျိုးကိုစစ်ကိုပို့ထားတဲ့ညောင်ခြေတော့ကျေးရွာကပြည်သူစစ်ကောင်ဆောင်ပေါင်း6ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်မနေ့ကညောင်ချောက်ရွာကပြည်သူစစ်6ရောက်မှတာပေါ်တယ်ဗျဒီနေ့ဧပြီလနေ့နေ့မှာတကြိုတယ်ညောင်ချောက်ရွာထဲကပြည်သူစစ်ကောင်းဆောင်အပါ6ရောက်တည်တယ်ဆိုပြမတတရင်းမြေကနေပြမပြောဆိုထားတာပဲဖြစ်ပါတယ်ဆိုတော့ခုဆိုရင်ညောင်ချိုးစခန်းကနေပြမစစ်ကောင်စီတပ်ဖွဲ့ဝင်တွေပေါ့နော်ထွေပြေးတော့တာပြမကျွန်တော် အေနပွန်တဖို့နေကနေပြတော့ခုဆိုရင်အလုံးစုံထိချိုရရှိထားတာပဲဖြစ်ပါတယ်မကြခင်မှာတော့တို့တို့အနေနဲ့အေနပွန်တဖို့နေကနေပြတော့ဒီစစ်ကိုတလနီပါပေါ့နော်ရက်တက်မယ်ဆိုပြတော့ပြောဆိုလာတော့အဲ့ဒါပြတာနဲ့ချက်ချင်းအနေနဲ့တို့ကပါဆာဆလင်းနေုံတွေပြတော့မှစစ်ကောင်စီရဲ့ဒါကစားတွေထိတော်မှတိမ့်မနိုင်ဖို့ခုဆိုရင်ချင်းနေကောင်းနေတာပဲဖြစ်ပါတယ်နောက်ထပ်သတင်းတဖို့အနေနဲ့ကတော့ ခရင်နီပြည်တပ်ပေါင်းစုစေဦးစီအဖွဲ့ရဲ့ဦးဆောင်မှုနဲ့ဘောလခဲဖားဆောင်တို့မှရှိတဲ့စစ်ကောင်စီရဲ့ခြေဆိုင်ကာကင်းစခန်းတွေကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ရာစစ်သား60ကျော်တေဆုံးပြီးတော့မှလက်နက်မျိုးစုံ40ကျော်တင်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။မလလေးနေ့ကနေစတင်ပြီးတော့မှခရင်နီပြည်စေဦးစီအဖွဲ့ JCS ရဲ့ကိုကဲမိုးနဲ့ဘောလခဲနဲ့ဖားဆောင်တို့မှရှိတဲ့စစ်ကောင်စီတပ်တွေကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့လို့စစ်စင်ရေးစတင်ချိန်တလအတွင်းအချမ်းပဲစစ်ကောင်စီတပ်ရဲ့ view attack ခြေဆိုင်ကင်းတွေဖြစ်တဲ့ဘောလခဲမျိုးနဲ့ကာကင်းတွေဖြစ်တဲ့အမိုက်ချင်းကြောက်ခွဲဆက်ရေးချော်ရင်းနီပေါ့ ဝမ်ဘလန်ဆတဲ့ကာကင်စခန်းတွေကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။ဆိုတော့စစ်ခွေးရတော့အခုဆိုရင်60ကျော်တောင်မှပါနော်။မျိုးစာဖြစ်ခဲ့တာပြမခုဆိုရင်ကျွန်တော်ကနေပြည်တိုင်းမှာရှိတဲ့တော်လိုင်းရေးတပ်ပေါင်းစုတွေကနေပြမစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုအမုန်းကျင်းနိုင်ခဲ့တာပဲဖြစ်ပါတယ်။ဆလင်းနဲ့ပစ္စည်းမျိုးစုံလည်းပါနော်။60ကျော်ရရှိခဲ့တာမို့လို့ကျွန်တော်ပြည်သူတွေအခုလိုမျိုးဝမ်းနဲ့ပူဆွေးနေရတဲ့အချိန်မှာသတင်းကောင်းလေးတပို့ကိုကျွန်တော်ကြားရတာပဲဖြစ်ပါတယ်။နောက်ဆုံးသတင်းတို့တပို့အနေနဲ့ကတော့အချမ်းဖက်စစ်ကောင်စီကနေပြမမလ28ရက်နေ့ငလင်းလို့ပြီး နိုင်ငံတော်ဝန်လေကြောင်းတက်ခတ်မှုတွေဆက်တိုက်လို့ဆောင်ခဲ့ပြီးတဲ့နောက်ပိုင်းမှာဧပြီလနေ့ကနေပြီးတော့မှ22ရက်နေ့အထိရက်20ကာလကိုရရပြည့်ရက်ကာလဖြစ်တက်မလိုက်တယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။အပြည့်ရက်ဆဲကာလအတွင်းမှာတိုင်းဒေသနဲ့ကန်အဖွဲ့တွေနဲ့အခြားဒေသနဲ့ကန်အဖွဲ့တွေအနေနဲ့အများပြည်သူတွာလာတုံးပြုတ်လက်ရှိတဲ့စစ်တွေလမ်းကြောင်းတွေနောက်ဆက်တိုက်ခိုက်ခြင်း တိခတ်ပစ္စည်းစေခြင်းတွေပြုလုပ်တယ်ဆိုရင်သုံးပြတ်သွားမယ်ဆိုပြီးတော့မှမြောက်နိုင်တို့အစုကနေပြီးတော့မှကြီးညာထားတာပေါ့နော်ဒီကောင်တွေကတော့ပဇက်ကနေပြီးတော့မှအခုလိုမျိုးပေါ့ပန်းလေးဆက်တွေပြောနေပေမဲ့တကယ်တမ်းကျတော့ကျတို့ကြေးရနေပြီသူတွေကိုစစ်တိုက်လေးចောင်းတက်ခဲမှုတွေလှုပ်ဆောင်နေတာပြီးတော့မှတချို့ကြေးရတွေတဲ့ဟောလဲပေါ့နော်စစ်ចောင်းတွေထုတ်ပြီးတော့မှပြီသူလူတို့တွေကိုဖမ်းဆီးမှုအခုဆိုရင်လှုပ်ဆောင်နေတယ်လို့ကျတို့ကြားသိရတာပဲဖြစ်ပါတယ်ဆိုတော့ကျော်ဒီနေ့မနေ့ပထမဆုံးနေတဲ့ချက်မှာကတော့မြောက်လိုက်တို့အစုကနေပြတော့မှအခုလိုမျိုးကလေးမေးတန်တင်နေတဲ့ချိန်မှာပေါ့နော်သူတို့ရဲ့တတွင်းမှာ မျိုးစားဖြစ်တော့တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုထိန်ချန်ထားပြီးတော့မှအခုဆိုရင်ပြည်သူတွေပေါ်မှာဆက်လက်ရုံမဖို့ကြိုးစားနေတယ်ဆိုတဲ့အကြောင်းကိုဆရာလူမြတ်ကျော်ကလည်းပြည်မှာတရားလေးပြောပြထားတာပဲဖြစ်ပါတယ်။ဆရာလူမြတ်ကျော်ဘယ်လိုမျိုးတွေပြောထားလဲဆိုတာကျွန်တော်စာချလိုက်ရအောင်နော်။မတ်လ28ရက်နေ့မှာလုခဲ့နေတယ်။ဒါကြီးနေပြီးတော့ဘုံတိုင်းကျဲအောင်ပြိုကျလွတ်တော်အဆောက်အဦပြိုကျလို့ဒီပါစေယုံကျုံနဲ့ဝင်ကြီးရုံနဲ့အကုန်ပြိုဝန်ထမ်းလိုင်းကနေလေးတက်ကနေတုံးတက်ဖြစ်နေတဲ့အခြေအနေမှာစီရင်ပြလာတဲ့အင်အား8000ဆိုတဲ့ကောက် မတတဲ့လောကမထုတ်ပြန်လို့တေရာတော်ရဲရဲတန်ကုန်မတည်ရဲ့အတုပမချရဲတဲ့တေရာတော်မျက်နှာညိုးမျက်နှာမွေးနဲ့တေရတဲ့ဘဝအဲ့ဒါဖက်စစ်တလောက်ကစစ်မှုထမ်းတဲ့ဖက်စစ်တလောက်ကစစ်သားတွေရဲ့ဘဝအင်းဂိနိုင်းဆိုတဲ့ထိုင်းကစစ်ခွေးတွေလောက်တော့စစ်ခွေးလေးတွေလောက်တော့အတိတ်တရားမရှိတဲ့ကောင်းပြီဒီလူလူကတော့တေရာတော်မဲသေးလို့ စိတ်ပူမိတာကမတည်ပါဘူးပဲလို့ခဏခဏကြားရပါမယ်။နေပြီးတော့စီပင်အရာဝင်းကြုံကြပျက်စီးတယ်ဆောက်ဖတ်ဖို့မလုပ်ပါဘူး။မင်းအောင်လိုက်တယ်တတတ်။ရွှေနဲ့သာအရာကတော့တာမန်ပဲပြက်ပါ။အင်ဂျင်စင်းကဝန်ထမ်းအရာတွေမြင်ကြည့်တဲ့ပျောက်သွားပြီးဝန်ထမ်း၅ဦးသေဆုံးတယ်လို့အကြမ်းမြင်သိရတယ်။အာကာကွင်းနေကြုံကြပျက်စီးပြီးသမင်းတို့ပို့နေရပါတယ်။အဲ့တော့မနေ့ကမန္တလေးကိုမအားလာသွားတယ်။မန္တလေးနှစ်ချိတ်ထပ်လုပ်တယ်။စစ်ယုံကျုပ် နေပြီးတော့စေယုံကျုပ်ဘုံပြုတ်ပြီးကွက်ကွက်လေးလှုပ်ပြောအစ်စေယုံကျုပ်ပြိုကျမသာပေါ်ရင်တော့အကောင်ဆုံးပဲပေါ့လားအဲ့တော့ဒါပေမဲ့ဖတ်စစ်တာဒီလိုကိုယ့်ရဲ့တက်သားပေါ့နော်စစ်တီဘိုးပါတွေငလင်ကြောက်တေဆုံးပြိုကျပျက်စီးမှုတွေရှိနေပေမဲ့တစက်ကလေးမှလူအတိလူစိတ်တက်မရှိပါဘူးစစ်ကိုဆက်တိုက်ပါမယ်လင်းနဲ့ဘုံကိုနှိမ့်စင်ကျဲနေတယ်ဒီကနေ့လည်းနောင်ချိုကိုတက်ကျဲရပါ 使得内地呢，别看牧民是干得苦嘛，妈 <noise> 逼，起码到那里去捕猎，别保也是干得苦。使得内地的人，奉献牧民，容易嘛哩。咱们说也，西汉人做的哈哩哈，比如比如如果打破打破东边那边，使得今年，如果要包短路，没亚的尼亚的路，今年比上牛的厉害，没这样比的了。可是咱勒嘛，西的亚曼的嘛哈。 ပြည်သူလူထုကိုတက်ပြီးတိုင်းပြည်ကိုဖျက်ဖို့ဆိုတာကိုပုံမူပြီးတော့ခိုင်မာစွာကျွန်တော်တို့မြင်ရပါတယ်အဲ့တော့ဒီလိုစစ်ဒီလိုကလင်းဘေးပေါ်ကကဘေးအကြီးအကျယ်ဖြစ်နေချိန်မှာကျွန်တော်တို့ကလင်းရှမ်းမြောက်စကိုင်းပဲခူးနေရာ၅ခုလေချောင်းတိုက်ခိုက်မှုတွေလုပ်နေပါတယ်ကဲဆယ်ရှာပွေရေးကိုအလုတ်ပြပြီးအငိုင်အငိုင်ဖန်းတိုက်ခိုက်လို့လည်းအနေထားကိုတွေ့ရပါတယ်ဒီမှာဆရာလူမြတ်ချော်ပြသလိုပဲပေါ့နော် မြောက်လေတို့စုကနေပြမခုဆိုရင်ပြက်ခတ်ရဆမ်းမဲ့ဆိုပြီးတော့မှပေါပန်းလေးစရီပြောသွားပြင်မဲ့တကယ်တမ်းကျတော့နေရာဒေသတော်တော်များများပါသူတို့အနေနဲ့ငလင်မေးတင်းနေတဲ့ပြည်သူတွေပြန်ပြီးတော့မှဘုံချက်တက်ဖြတ်ပြနေတာကိုတွေ့ရတာပဲဖြစ်ပါတယ်ဆိုတော့မြောက်လိုက်နေတဲ့ပေါ့နော်အခုဆိုရင်စကားကိုလေးလေးဆိုပဲပြောထားတာပြပြမအောက်ချင်မှာတော့သူရဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအများကြီးပေါ့နော်မျောစာဖြစ်သွားတယ်ဆိုရင်တော့မှထိန်ချန်ထားပြတော့မှကျွန်တော်ပြည်သူတွေကိုတပ်ဖွဲ့ဝင်မလို့ဘူးဆိုတာခုဆိုတွေ့နေရတာပဲဖြစ်ပါတယ်ပြည်တွင်းမှာရှိတဲ့ကျွန်တော်လေကြောင်းတက်ကပေါ့နော်စစ်ကောင်စီရဲ့ လင်းရွာဆိုရင်လည်းပီတိုရီကိုကယ်ဆယ်ဖို့အနေနဲ့တတတတပြောင်းဖို့တာအခုဆိုရင်ဆရာထက်တံပြိုးမှလှုပ်ဆောင်နေတာကိုကျွန်တော်ကြည့်လိုက်မယ်ဆိုရင်တော့ငါကမျောလိုက်တဲ့အုပ်စုရဲ့ပေါ့နော်ပီတိုရီပေါ်မှာဘယ်လောက်ထိရက်စက်ရုံမာတဲ့နေလန်းတွေကိုဆက်လက်ပြီးတော့မှချင်သုံးချင်နေလဲဆိုတာအခုဆိုရင်တွေ့ရတာပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ မြောက်လိုင်းတို့ကလည်းပြတော့ပါတော့အခုချိန်မှာပြတော့ကျွန်တော်တို့ပြည်သူတွေကိုကူညီဖို့စူးစမ်းမယ်ဆိုပြီးတော့မှအားထောင်နေပေမဲ့တကယ်တမ်းကျတော့ဘုံကြိုက်တက်ခင်းမှုတွေစစ်တိုက်လို့ဆောင်နေလို့အကန်ယူကလည်းပြတော့မှတတိပိပြောဆိုလိုက်တာပဲဖြစ်ပါတယ်မြောက်လိုင်းနဲ့သူတို့ပေါင်းပါတွေကိုအကန်ယူပြောခွင့်ပို့ဖို့သူဖြစ်တဲ့ဘရိုဆော့တော်ကနေကလည်းပြတော့မှဘလိုမျိုးဆုံးမပြောဆိုထားလဲဆိုတာကျွန်တော်တချက်တော့ချစ်လိုက်ရအောင်နော်ခုလက်ရှိအခြေအနေပေါ်မှာဟိုစဉ်းစားချက်ရဆိုရင်စစ်ကောင်စီဥက္ကဋ္ဌကလည်းသူ့ဘက်ကမပြောင်းလဲဘူးဆရာတို့ဘက်ကလည်းပြောင်းလဲဖို့မရှိဘူးဒါပေမဲ့တခုခုပေါ့စစ်ကောင်စီဥက္ကဋ္ဌကိုပဲဖြစ်ဖြစ်စစ်ကောင်စီကိုဖြစ်ဖြစ်ဆရာတို့အနေနဲ့ ခုနကဆရာပြောခဲ့တာတွေတခြားပေါ့တခြားပုံစံတစ်မျိုးနဲ့ဟိုလမ်းကြောင်းတစ်ခု ပြောစရာများပါရှိအောင်မလဲမရှိဘူးပြကျွန်တော်ကရှင်းရှင်းလေးပဲဒီတစ်ခုပဲရှိတယ်ခင်ဗျားတို့မိုက်တွင်းနေတာရတော့အဲ့ဒီမိုက်တွင်းနေတာမရတော့ဘူးဆိုရင်ခင်ဗျားအဲ့ဒီသုံးချက်အဲ့ဒီသုံးချက်ကျွန်တော်ပြောပြောနေတယ်စစ်တပ်နိုင်ငံကြီးကထွက်ဖွဲ့စည်းပုံခြေခံဥပဒေအသိရေးဆွဲရောခင်ဗျားတို့လက်ခံအသွင်ကူပြောင်းရေးကာလတရားများတော့ကျူးလွန်ခဲ့တယ်မြောက်ခင်ဗျားတို့တောင်းခံဒီသုံးချက်ခင်ဗျားတို့လက်ခံ OK ပြီတိုင်းပြည်ကရှစ်ဆက်စရာဖြူးဖြူးလေးပဲကျွန်တော်တို့ဘာမှဟိုအားငယ်စရာမရှိဘူး လူစုကကိုယ့်ဘက်ရက်တည်နေတဲ့နောက်မှာဘာမှညွန်ညွန်စရာဘာမှဟိုစိတ်ပြက်စရာမရှိဘူးအဲ့ဒီသတင်းစကားလေးပဲပြေးကျင်တယ်အဲ့ဒီလိုအဲ့ဒီသတင်းစကားလေးမှာလက်မခံမိကျော်ခင်ဗျားတို့တည်လမ်းမဖြောင်းဘူးဗျဟုတ်ပြီဆရာအဲ့တော့အခုရင်းကလေးတန်းခံစားစရာနဲ့ပြည်သူလူထုအတွက်ပေါ့နော်အခုစာဝတ်နေရလည်းဟိုဘလို့မှဟိုအဲ့ဒီဒေတာမှာဆိုလုပ်ငန်းကံကံဘာမှလုပ်လို့မရနေအများကြီးပြန်လဲထူထောင်းအောင်ပါအဲ့တော့ဆရာတို့ဘက်မှာရှိတဲ့မဲဆောက်လမ်းကြောင်းပေါ့ကုံသွေးလမ်းကြောင်းတွေကလည်းအရန်ရေးပါတာပေါ့နော်ကုံဒင်းတို့မကြီးဖို့အတွက်ကိုအဲ့တော့ ဆရာတို့တောင်းဆိုမယ်ဒီအာရှလမ်းမကြီးပြန်လဲဖွင့်ဖို့အတွက်ကိုဖွင့်ပြမလားတောင်းဆိုမယ်ဆိုတော့ဆရာတို့ဘယ်လိုသဘောထားမျိုးပေးလို့လဲဗျာ ဒါကတော့လေလေလေးပါဒါပေမဲ့အချိန်ခါရှိသေးတယ်လေအချိန်ခါမရောက်သေးရင်ကျွန်တော်တို့ဘာမှလုပ်လို့မရသေးဘူးကျွန်တော်တို့ကလောက်ချင်ရှိတာကြံသေးတယ်မလို့ကျွန်တော်တို့တဆင့်ကြောင်ဆက်လုပ်လို့လို့သေးတယ်အဲ့ဒီပြီးတဲ့နောက်ပိုင်းမှာတော့ဘာမှတူတူတူပူပင်စရာမရှိဘူးလူထုအတွက်ကတော့ကျွန်တော်တို့အများနဲ့ထက်စင်းစားရတယ်လူထုအတွက်ဆိုရင်တော့ပါပဲလက်ဆိုတော့ဒီအချိန်ဒီကလမှာတော့တော်တော်လေးကိုဟိုဒီဒီမျက်ရည်နဲ့မျက်ခွက်နဲ့တော်တော်တလေးကိုဟိုနာကြီးစရာကောင်းတဲ့အခြေအနေတွေရင်ဆိုင်ခဲ့ရတယ်ဆိုပေမဲ့အင်မတန်မှောင်မိုက်တဲ့ညတကောင်ရံအချိန်ခါကြော်လွန်သွားပြီးတဲ့နောက်မှာအင်မတန်တောက်ပတဲ့အနာဂတ်စီကိုကျွန်တော်တို့ရောက်မှသိကြတဲ့အတွက်လူထုနဲ့ကျွန်တော်တို့နဲ့လက်တွဲပြီးတော့ဒီစစ်အာဏာ ရှင်စနစ်ကိုအမြစ်ပြုတ်ချက်ဟိုဟိုဆက်တိုက်ဖို့ဆိုတာကျွန်တော်တို့တန်နေဆိုင်ချပီးသားရှိတဲ့အပေါ်မှာတော့ကျွန်တော်တို့လက်တွဲပြီးတော့ဆက်သွားမှာပဲဖြစ်တယ်။အားလုံးဘာမှအားမငယ်နဲ့ကျွန်တော်တို့ချမယ်သူကောင်းလေအပြတ်ဆော်ပလိုက်ပြီးတော့တခါလေတိုင်းတပြည်သူတူထောင်တော့မယ်။ကဲဒါတော့ဗောနော်ပရိုဆိုတော်နီကနေပြီးတော့မှ မြောက်လိုင်းတို့ကိုအဆုံးစွန်လေးတိုက်ခိုက်သွားမယ်ဆိုပြီးတော့မှပီတူလိုထုတို့ကိုအားပေးစကားပြောဆိုသွားတာဖြစ်ပါတယ်။ခုချိန်မှာတော့ကျောတွင်နဲ့ခေခဲကြမ်းတမ်းဆုံးအချိန်ကိုရောက်ရှိနေတာဖြစ်ပြီးတော့မှအားလုံးဝင်ဝင်ပြီးတော့မှပေါ့နော်။စူးစမ်းနေရတဲ့အချိန်မှာစစ်ကောင်စီကနေပြီးတော့မှလေကြောင်းတိုက်ခိုက်မှုတွေစစ်တိုက်လို့ဆောင်ပြီးတော့မှနိုင်ငံကားနဲ့ကိုင်ကြီးတဲ့ ကိုညီထောက်ပံ့မှုတွေလည်းသူတို့ကနေပြီးတော့အကုန်လုံးတိမ်ကျုံလိုက်တယ်လို့ကျွန်တော်ကြားသိရတာဖြစ်တယ်ဆိုတော့ပြည်သူတွေအနေနဲ့ပေါ့နော်အခုလိုခေခဲကြမ်းတဲ့ကာလတွေကိုအတင်းထားရင်နဲ့ကျွန်တော်မကြခင်မှာတော့ရောင်းနေတက်လာမယ်ဆိုတာအခုဆိုရင်တော်လိုင်းရဲ့ရဲဘော်တွေကနေပြီးတော့အတိအပြောဆိုလာတာမို့လို့ဖြစ်နိုင်ဒီနေ့ထဲမှာပဲပေါ့နော်မျောလိုင်းတို့အုပ်စုအနေနဲ့ကြာဆုံးမယ်ဆိုတာတော့ကျွန်တော်ခုဆိုရင်ပြောလို့ရနေတာပဲဖြစ်ပါတယ် ကဲကျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဘောမိုက်ကွာစောဖွင့်ရနေပြတော့ပါနော်ဒီတီရကူဆရာတော်ကြီးရဲ့ပါဝင်ကျန်တဲ့မဘာတာဖုန်းကြီးတွေကိုကျွန်တော်ပြည်သူတွေကနေပြတော့စောကပြောဆိုမှုတွေလုပ်ခဲလို့ပါနော်ဒီလိုမျိုးကဘေးဆက်ရတယ်ဆိုပြတော့မှအာချောင်ပြောဆိုထားတယ်လေကျွန်တော်ဆက်ပြတော့မှခြေလိုက်ရအောင်နော်မင်းတို့ဘူးတီရကူဆရာတော်ဘရားကြီးတို့ဘာတို့ဆရာတော်ဘရားကြီးတို့တောင်းမန်ဘာဆိုင်လို့လဲတီရကူဆရာတော်ဘရားကြီးရဲ့လုတ်ထားတဲ့တောက်သုံးရည်တွေကိုသုံးနေစကိုင်းစကိုင်းတီရကူဆရာတော်ဘရားကြီးကိုပြန်ဆဲတယ်ဘာတို့ဆရာတော်ဘရားကြီးကိုဆဲတယ် အကျိုးတော်ဆရာတော်ဘုရားကြီးရဲ့ပုံတွေကိုဤပါတွေထမိန်နှမ်းနေနဲ့ကတ်တယ်။ရွှေတကုံလင်းလုံးနေရာမျိုးမှာထမိန်တွေလမ်းပြီးတော့မှပိတ်တယ်။နော်မင်းတို့တောင်းမယ်မတောင်းမယ်ဒီနိုင်ငံဒီတဲ့ဆိုးမှာလာလိုက်မယ်ဆူနာမီလာအောင်မှာအင်းရှင်းလားငါတို့ကတော့အေးဆေးပဲငါတို့ကပြင်းတို့ရက်ကွက်ပဲလားဆူနာမီလည်းမရှိဘူးရေလည်းမရှိဘူးဘာမှမရှိဘူးသူကဆိုလေတိုက်တယ်အေးဆေးပဲတိုက်ချင်တဲ့နေရာတိုက်နော်အေးအဲ့ဒါလူကောင်းနေဆိုးတယ်ဆိုတာဇော်ဘုန်းကြီးတို့အပြောချမ်းနေနှုတ်ချမ်းနေမှန်တယ်ရတယ်ဝေဘနာကိုခံနိုင်တယ် ဒါပေမဲ့နိုင်ငံနဲ့လူမျိုးနဲ့တက်မတော်နဲ့တက်မတော်သားမိသားစုပေါ်မှာဘယ်တော့မှသစ္စာမပေါ့ဘူးအဲ့ဒါမှတ်ထားနော်အဲ့ဒီအတွက်ငလီလို့တော့မသိလိုက်ရတယ်ဘောကမင်းတို့တတိုင်းပြည်လုံးက7.7ငလီလောက်သွားတာဇော်ပေါ်ကြီးသိအောင်မသိဘူးရှင်းပြီလားအဲ့တော့ကြတော့ပြောပေါ်ကပြောရဲတယ်နော်ဒီကောင်နိုင်ငံလုံးမှာငါလိုလူတွေလည်းအများကြီးတာပဲဟုတ်တယ်မလားအဲ့တော့စေကောင်းနှလုံးမောင်းမွေးမင်းတို့ကောင်တွေတည်တူကြတော့ဘုရားကြီးတို့တောင်းမှန်စကိုင်းဒေတာ မန္တလေးဒေသအညာဒေသအတူတော်တော်များများတိတူကူဆရာတော်ဘုရားကြီးကိုဆဲဆိုပြီးတော့မှဂူကြီးတို့ဗာမင်းအောင်လိုက်ဗာပြည့်တော်ညာပြည့်တော်ပြောခဲ့တဲ့ကောင်းလေးကောင်းမလေးအခုအချိန်မီသေးတယ်တိတူကူဆရာတော်ဘုရားကြီးကိုတောင်းမှန်လေပုံတိုင်းဝင်လာအဲ့မှာရေတွေကြီးလာအဲ့မှာတော့အဲ့မှာနှွေကောင်းကောင်းနဲ့အဲ့မှာသခိုင်းတရာအောက်ကအေယောင်ဒီမြစ်ပါအကုန်လုံးတက်ပြီးတော့အုပ်လိုက်ရင်အဲ့မကုန်သေးကုန်မယ်ဟောပြီးမှအဘကကြိုကြီးကမကယ်ပါဘူးလို့ဘာလို့မလုပ်လဲနော်အဇော်ဖုံးရတော်နေအကောင်းပြောနေရ နော်ဒီတစ်ခုကြတော့ဗျာကြီးကိုချိန်ပြီးနေတောင်းမှန်နော်မင်းတို့တော့မသိဘူးတကဘာလုံးရဲ့မင်းတို့ကကွာတကအဲ့လိုမျိုးပြောလို့ရှိရင်မင်းတို့ကဒေါ်စုကြည်အင်္ဂလိပ်စကားတတ်တာဟုတ်ဟမ်ဒီတစ်ခုကြတော့ဗျာကြီးကပါဠိလိုပါဠိပါရလိုမင်းတို့ကာကြီးကာခွေခန်းငယ်ကာကြီးငါစာလုံးစားလေးဇာခွဲစားမင်းဆွဲညတော်တနေ့ကြိတ်တွေထောင်းအောင်မေးဓာရင်ကောင်းတယ်အကုန်လိုက်ဖြုတ်တာကာကြီးဘုဖြုတ်တယ်တန်ကဘလို့ရင်းမလဲရှိရတဲ့ကြည်ကြီးနဲ့ဖြတ်စည်းခဲ့တာတိုင်းမျိုး ကဲဒီကောင်းတော့ပါနော်ကျွန်တော်ခုဆိုရင်ပြည်သူတွေဘက်ကနေပြီးတော့မှ ဂူကြီးနဲ့မြောင်းလိုင်တို့တတိုက်ကိုပြောဆိုမှုတွေရှိလာလို့တော်တော်လေးပေါ်ပေါ်ပြောဆိုနေတာပဲဖြစ်ပါတယ်။ဒီကောင်တွေပြောပုံရတော့ပါတော့။ဒီမဘာတာအိုးစုတွေကိုကျွန်တော်တို့ဘက်ကနေပြီးတော့မှဆော့ကမော်ကနေပြောဆိုမိတာတွေကနေပြီးတော့မှအခုလိုမျိုးကျိုးဆက်တွေဖြစ်ရတယ်ဆိုတဲ့ပုံစံမျိုးနဲ့ပေါ်ပန်းလေးဆက်တွေပြောထားတာပြီးတော့မှသူတို့အနေနဲ့ပါတော့။ပြည်သူတွေကဒီလိုမျိုးငလီမေးတန်တင်ရတာနဲ့တောင်နဲ့တည်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ဒီဇော်ပွင့်ရနေပြီးတော့မှကျွန်တော်တို့မိဘပြည်သူတွေချိန်ဆက်ပြီးတော့မှပြောဆိုနေတာပဲဖြစ်ပါတယ်။တကယ်ဟုတ်ပါတော့။မယိုင်းအောက်တန်းကြတဲ့အိုးစုတွေဖြစ်ပြီးတော့မှကျွန်တော်တို့ပြည်သူတွေတော့မှ ဘာသာနာမထောက်ရှုတဲ့ဖြစ်အခုဆိုရင်ပြန်ပြတော့မှဂျိန်ဆင်းတဲ့တော့ကျွန်တော်ကြည့်လိုက်မယ်ဆိုရင်တော့ဒီကောင်တွေကတော်တော်လေးဟုတ်ပါနော်။အောက်တန်းချရုံးမှပြတော့မှမြောက်လိုင်းတို့စစ်တပ်နဲ့တဲ့ကိုတပုံစံနဲ့ဆိုတာကျွန်တော်ကိုဆိုပြောလို့ရနေတာပဲဖြစ်ပါတယ်။ဒါကြောင့်ပြည်သူတွေအားလုံးကနေပြတော့မှလည်းမြောက်လိုင်းကိုတခါတည်းပါနော်။ရှင်းပြမယ်ဆိုတော့ဘောမတွေကလည်း အပြေးလိုက်စေချင်တယ်ဆိုတဲ့အကြောင်းကိုကြွေးကြော်ထားကြတာမို့လို့ဒီကောင်တွေရဲ့နေရက်တွေကတော့မကြာခင်မှာပဲကျွန်တော်တို့လည်းအဆုံးသတ်ဖို့ရောက်ရှိလာတော့မှာပဲဖြစ်ပါတယ်ဒီဇပွင့်ပြောတဲ့စကားနဲ့ပတ်သက်ပြီးတော့မှကြီးစုနေကြတဲ့မြို့ဝပြည်သူတွေရဲ့အမြင်လေးတွေကိုလည်းခြိုက်ပြေးခဲ့ကြဖို့ကျွန်တော်ဒီနေရာကနေတောင်းဆိုပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့သင်္ကန်းဝယ်ရေချုံပေါကတော့ကနေပြီးတော့မှပြွန်းလွင်ကအခုဆိုရင်စီးပွားရှာနေကြတယ်ပေါ့နော်ဝီလောဘသမားတွေကိုဘယ်လိုမျိုးဆုံးမပြောဆိုထားလဲဆိုတာကျွန်တော်တို့တစ်ချက်လောက်ကြည့်လိုက်ရအောင်နော်ဒီချိန်ကဘုံလုံးကငလေးတန်းကြောင့်ဒုက္ခရောက်ပြည်သူတွေက တော်ကြီးကိုဒုက္ခအတဲတားရောက်နေကြပါလေဗျာနော်အဲ့တော့မန္တလေးကမန္တလူမန္တလူအားလုံးစကိုင်းတော်တော်များများပြည်ဥပ္ပံမှာခုန်နေကြပြည်ဥပ္ပံမှာကြားနေကြတယ်ပြည်ဥပ္ပံမှာငါကအိမ်လာကတလားသာတလားကိုသုံးသိန်းပေါလို့ရှိရင်အခု7နှစ်လောက်ပေါက်နေကြဗျာနော်ဟိုတယ်ကကငါကဟိုတယ်ကတခန်းကိုသသိန်းဆိုလို့ရှိရင်အခု5သိန်းလောက်ပေါက်နေတဲ့ဈေးတွေအစမတန်နေတော့များစွာတောင်းနေတယ်အစတောင်းနေဈေးအစမတန်နေကြီးနေတယ်အဲ့ဒါတွေကိုဒီပြည်ဥပ္ပံမှာတာဝန်ရှိပုဂ္ဂိုလ်များအနေနဲ့ ဟိုတယ်ကိုစစ်ဆေးရမယ်တက္ကူကနေတော်တော်များများကိုစစ်ဆေးရမယ်စားတော့ဆိုင်တော်တော်များများကိုစစ်ဆေးရမယ်ဈေးဆိုင်တော်တော်များများကိုစစ်ဆေးရမယ်အိမ်တော်တော်များများကိုစစ်ဆေးရမယ်အကုန်လုံးကပြုလို့မျိုးပေါ်ပျော်လို့လာနေကြတာမဟုတ်ပါဘူးဗျာပျော်လို့လာပြီးမှတက်ခုနေကြတယ်ပေါ့အဲဘေးအန်လေးရဲ့ကြုံလို့လာနေကြတာအားလုံးကအဲ့တော့အပူတွေတဲ့ခိုင်းလူတို့လည်းမရှိရှိတာတချို့ဆိုလို့ရှိရင်လည်းခက်ခဲရင်တော့များစွာနဲ့ရင်ဆိုင်နေရတာအဲ့ဒီချိန်လေးကိုမှပြုလို့မျိုးဆိုတော့ချုပ်ပိုင်ဆိုင်တဲ့လူတွေကဟိုတယ်လာဓမ္မတွေစားတော့ဆိုင်ဓမ္မတွေဈေးဆိုင်ဓမ္မတွေ ဒါလေးကိုအိမ်အိမ်ပူရှာတဲ့လူတွေပေါ့ကအိမ်လားကားတဲ့လူတွေကဒီနေရာလေးကိုပေါ့လားပုံမှန်လကလေးနဲ့မထားနိုင်ဘူးလားအဲ့ဒီကောကယူတဲ့လကလေးနဲ့ဘာကြောင့်ဘာကြောင့်မထားနိုင်ရလဲလကောကဈေးဆိုင်နေလဖိတ်ဆိုင်တော့တမန်ကဘာဖြစ်လို့ဈေးရအစမတန်တက်သွားကြတာလဲဘာဖြစ်လို့ကုန်တွေကအစမတန်တက်သွားလဲဘာလို့ကြုပ်တွေကအစမတန်ဈေးကြီးသွားကြတာလဲလို့ဒါမေးခွန်းထုတ်ရမယ်ပုံစံဖြစ်သွားငါပေါပြောတာဒီတစ်ခါပဲမှန်တယ်เนาะကျွန်တဲ့ဟာတွေကတော့ကျွန်တော်တို့ပြီးသူတွေကိုသူကနေပြီးတော့ဆော်ကပြောဆိုထားတာမို့လို့ဒီတစ်ခါကတော့ကျွန်တော်တို့ရှော်ပြလို့ရတာဖြစ်ပါတယ် အခုဆိုရင်ကျွန်တော်ပြည်သူတွေဒီလိုမျိုးငလေးမေးတန်တင်နေတဲ့အချိန်မှာတချို့ကိုကျိုးပဲကြည့်ပြီးတော့မှကုန်စင်းတို့တွေပြီးတော့မှအင်္ဂါခါတွေရောအဆက်မတန်တင်နေကြတဲ့ကိုကျိုးရှာဝီလော့သ်ဘတ်မားတွေဟာဆိုပြုံးလွန်တာမှာကအခုဆိုရင်နေရာတော်တော်များများမှာပေါ့နော်ရှိနေတာပြမဒီလိုမျိုးပြည်သူတွေအခက်ကြုံနေတာကိုသူတို့အနေနဲ့ခွင့်ကောင်းယူပြီးတော့မှလွတ်စွားနေကြတာကိုကျွန်တော်သိရတာပဲဖြစ်ပါတယ်ဆိုတော့အဲ့လိုမျိုးလူတွေကိုကျွန်တော်ဘက်ကနေပြီးတော့မှပေါ့နော်အချင်းချင်းတတိပေးထားတော့မလို့ဆက်လက်ပြီးတော့မှဒီလိုမျိုးအောက်တန်းချရုံမှနေဦးမယ်ဆိုတော့သူတို့ရဲ့ပေါ့နော် ကျိုးဆက်တွေတွက်ပြန်ပြီးတော့မှခန်းဆားမယ်ဆိုတဲ့အကြောင်းကိုဆိုရင်ဘောမရကောကပါထုတ်ပြောလာကြတာပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုတပုတ်အနေနဲ့အဖသားတကောင်ဖြစ်တယ်ပေါ့နော်။ကိုကြီးဆိုတဲ့ငနေကနေပြီးတော့မှကျွန်တော်တို့ပြည်သူတွေနဲ့တော်လန်ရဲဘော်တွေကိုဘယ်လိုမျိုးအားကြောင်းစင်ကိုပြောဆိုထားလဲဆိုတာဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော်။အခုငါတို့ရဲ့နော်ပြက်ရွေကြောမှာရှိတယ်။မြေလောပြက်ရွေကြီးမှာဖြစ်ပေါ်လာတဲ့အင်္ဂလိပ်ကန်အရေးရလေ။အပြေးပြေးနဲ့အောက်ကိုခန်းသွားတယ်ဆိုတော့ရေတွေပျောက်သွားတဲ့ပြဿနာကြီးမားစွာပြက်နေတယ်။ ရေတွေပျောက်သွားတဲ့ကိစ္စကောင်းတဲ့ကိစ္စမဟုတ်ဘူးနော်ရေဆွဲသဘောကသူကသူပင်လယ်ကနေပြီးတော့အငွေပြန်တက်ပြီးတော့တစ်ချိန်ကြာလို့ရှိရင်မိုးပြန်ရွာတာကွာဒီငါတို့ကုန်းမရေဆိုတာသူ circulation နဲ့သူသွားနေတာတော့မြေကြီးရောက်တဲ့ရောက်တော့လို့ကဘာမြေတို့ရဲ့အပူချိန်နဲ့အဲ့ရေကထိတွေ့သွားလို့ရှိရင်အငွေပြန်ပြီးတော့တနေရာဘူးတော့ထွက်လာပါပဲအဲ့တော့ဒီရေတွေပျောက်တဲ့ကိစ္စကြီးမားတဲ့အန်ဒီကိုမျက်စိတွေမှာမြင်နေရသလိုခံစားရတယ်ကွာငါတို့နော်အဲ့တော့လူတွေအနေနဲ့သတိတော်ထားကြပါ တော့ပင်လေးရေမြင့်တာပြန်ရေလောက်ထိအောင်ရော့ချသွားရဲဆိုရေအင်အားဆိုတော့နင်းတော့ရေအင်အားမဟုတ်ဘူးကွာဟုတ်ပြီလားအဲ့ရေကနေပြီးကောင်းကောင်းမွန်မွန်နဲ့အန်ရကင်းဆိုတာပြန်ပေါ်လာပါသေးလို့ပဲကိုကြီးကတော့ဆူတောင်းတယ်နော်ငါတို့ရဲ့ဗုဒ္ဓဘာသာကျမနိုင်ငံကြီးမှာနော်အေးမထူးထူးထူးခြားခြားမဟုတ်ကဟုတ်ကဘောင်း16000ကိုလောက်ခဲ့အတွက်ကြောင့်မို့လို့ဒီလိုကြီးမားတဲ့ကက်ကြီးတွေကလာပါကွာငါတို့ညโอ้ရှင်เนี่ยดีงาอุสกายเป็ดอยู่โจ๋สิจี้มาได้เงินเงินโจ๋อย่างงาอุมีมาได้ไงมาอซอยี้อ่ะရှိတာกว่าတစ်ချက်မှလှုပ်ခဲ့တာမဟုတ်ဘူး ်နော်အခုကြမှာပောက်ခိရပေါင်းပန်း40ပေါင်းစုံနဲ့အောက်တန်းသားပေါင်းစုံကလောက်လာလို့ဒီလိုမျိုးတွေဖြစ်လာတာစုတာတောင်းထားကြနော်ကိုကြီးလည်းစုတောင်းပြီးတော့ကိုကြီးလည်းခရားဝပြူပြီးနေတယ်တေကောင်ကသာတေရောကွာနော်ကိုကြီးကတော့မကြောက်ဘူးကဲဒီကောင်ကတော့ပြောတဲ့ပုံစံရတော့ကျွန်တော်ဘက်ကနေပြမပါနော်အခုလိုမျိုးတော်လိုင်းရဲတွေလောက်ရချင်းရချိုးဆက်တွေကိုအခုဆိုရင်ငလင်ဘေးကနေပြမပါ ပြန်ပြီးပြည်သူတွေကိုဒုက္ခပေးတယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြောဆိုထားတာကိုကျွန်တော်တွေ့ရပဲဖြစ်ပါတယ်။တကယ်တမ်းကျတော့ကျွန်တော်စကိုင်းပြည့်ကြောဆိုတာပေါ့နော်။အရင်ကတည်းကရှိခဲ့တာဖြစ်ပြမငလီလုံးမယ်ဆိုတာဘယ်သူမှခံမလို့ရတဲ့အခြေအနေမဟုတ်တော့တောင်းတီးလဲနဲ့ပေါ့နော်။အခုချိန်ထိပြည်သူတွေကိုဝါဒမိုင်းတက်ပြီးတော့မှပြောဆိုနေတာပဲဖြစ်ပါတယ်။နောက်တစ်ခုကကျတော့ဒင်ဂလီယံဘေးရန်နဲ့ပတ်သက်ပြီးတော့မှခုဆိုရင်ကျွန်တော်ရေခမ်းချောင်းမှုပြဿနာကိုကြုံတွေ့နေရတာဖြစ်ပြီးတော့မှပြည်သူတွေအတွက်တောက်သုံးရည်ပြဿနာလည်းခုဆိုကြီးမားနေတာပဲဖြစ်ပါတယ်။ဆိုတော့အလူရှင်တွေနဲ့လည်းဒီတောက်သုံးရည်နဲ့ဆန္ဒရေးခါတွေကို တစ်ချက်စဉ်းစားပြီးတော့မှပေါ့နော်။ကိုရဲရအနေနဲ့ပေါဝင်လိုတဲ့အကြောင်းဖို့ကျွန်တော်ဒီနေ့ကနေအိုးစွာတိပေးပြောလိုပါတယ်။ဆိုတော့ကျွန်တော်နောက်ဆုံးဗီဒီယိုသဘောအနေနဲ့ကိုဆရာနဲ့ပြီးတော့မှကျွန်တော်ပီတိုရီအလုံးဒုက္ခပင်လဲဝေပြီးတော့မှဝမ်းနဲ့ပူဆွေးနေရတဲ့အချိန်မှာမျောလင်တို့အဆွေရပေါ့နော်။ရက်ဆက်ကြမ်းကြုတ်မှုတွေအကြောင်းကိုပြောဆိုထားတာပဲဖြစ်ပါတယ်။ကိုစီဘီလိုမျိုးတွေပြောထားလဲဆိုတော့ကျွန်တော်ဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော်။လက်ရှိတကိုင်းမှာနောက်ထပ်ဆိုးတဲ့တည်င်းတစ်ခုကတော့အဲ့ဒါဘာလဲဆိုတော့ဝမ်ပြဝမ်ကျော်ယောဂါငါးခုစတဲ့ဖြစ်ပေါ်နေပါပြီ။ငလင်းရှောင်စကန်းမှာစိပြေရှောင်စကန်းလို့ပြောငလင်းရှောင်စကန်းလက်ရှိစကိုင်းမှာကြည့်တယ်။အဲ့ဒီစကန်းမှာရှိတဲ့ ဒီလူတွေကနာဥကဝမ်းပြက်ဝမ်းလျှောလျှောကဖြစ်နေတယ်စေးဝါးတွေမလုံလောက်မှုနောက်ဆုံးဆိုးလာကကျွန်တော်တို့အလောင်းထဲတဲ့အိတ်တွေလက်အိတ်တွေရှားပါလာလက်ရှိရန်ကုန်မှာရှိတဲ့ plastic ဆက်ရုံတစ်ခုကတော့ဒီအိတ်တွေကိုသူတို့ခမဲ့ပေးဝေးတယ်ဒါပေမဲ့တချို့နေရာတွေကပုံမှန်၉00ရောင်းရတဲ့အနေအထားကနေအခု၁00ဝက်၂00ထိဖြစ်တဲ့နေရာဖြစ်ဝိုင်းကိုကြာတိရတယ်တကယ်အဲ့ဒါပြောတာနော်ပေါင်းစီရည်ပြနော်အမှန်တကယ်ဆိုရင်အဲ့ဒီ sign တွေအနေနဲ့အလကားတော့ပေးတင်တာမဟုတ်ဘူးလားကျွန်တော်တို့တိုင်းပြည်မှာကနေအဲ့လိုစာနာစိတ်ကင်းမဲ့တဲ့လူတွေကြောင့်နော်ဒီလို look လူဘယ်လိုပြောမလဲဟိုလူစီမမီတဲ့ကောင်တွေတက်ပြီးတော့တိုင်းပြီးကိုအုတ်ထုတ်ဖို့ခံနေရတာအုတ်ထုတ်ခဲ့တာကိုခံနေရတာအခုအလူကိစ္စနဲ့ပတ်သက်လို့တိုင်းပြီးတော့ဝိုင်းဆဲတဲ့အချိန်မှာဘာတွေပြန်ပြောကြလဲဆိုတော့အားလုံးစီစဉ်ပြီးပြီဖြိုးရကြတော့ဖိုးဖွားတွေကသူတို့သားတွေကိုအဲဒီလိုမျိုးမော်ရီလောင်းလို့စင်စည်းမြင်ရပြီးတော့ဒီလိုကုလိုကောင်းမှုပြုလုပ်တာလူရှင်လောင်းနဲ့တောင်မြင်ရှင်တယ်ပေါ့ဆိုတော့ဒါကျွန်တော်တို့စဉ်းစားနေပြန်ရိုးရဆိုတာရိုးရပါမယ်ဒါပေမဲ့ကျွန်တော်တို့ဒီဗုဒ္ဓဘာသာဖြစ်တဲ့အတွက် မြတ်စွာဘုရားသူ့ရဲ့သားတော်ယာဟုလောက်ရှင်ပြူတာတော့မှနော်စင်လည်းမစည်းခဲ့ဘူးမြင်းလည်းမစည်းခဲ့ဘူးစင်လည်းစင်းပြီးမြင်းလည်းမယံဘူးဝတ်တိတ်ချက်တိတ်နော်အချိန်ပေါင်းပြန်များစွာတတ်ပြီးတော့လည်းမကြွေးခဲ့ဘူးနော်ရှင်သာရိပုတ္တရာကိုတင်ဟန်းစင်းပြီးလိုက်လို့ပြောတာကိုကိုကိုယ်နဲ့နော်ဒီလိုမြတ်စွာဘုရားရှင်တော်မှာသူ့ရဲ့သားအရင်ခောက်ခောက်ကိုဒီပုံစံသာသနာ့ဘောင်တွတ်တွင်းလိုက်တဲ့ဟာကျွန်တော်တို့ကဒီကာလမှာဘာသာရေးအတိလေးတော့ရှိတယ်မကောင်းလဲနော်တစ်စီတည်တဲ့အဲမှာကွန်ပျူတာဆိုကိုညီကိုမောင်တော့မပါလို့ငါတို့နဲ့မဆိုင်ဘူးစိတ်နဲ့တွေးကြတလားတော့မတည်ဘူး ဘလောက်ပဲစီစဉ်ပြီးပါစေဒါတွေကမပြည့်နေတဲ့ကိစ္စနော်တချို့တွေကြတော့ပြောပါတယ်ကျွန်တော်တို့လူအားတွေဟိုဟာဆက်မဖွင့်မဲနဲ့အတန်ချက်ဆက်နေမဖွင့်မဲနဲ့ပတ်တယ်ပေါ့နော်အမှမန္တလေးကလူဆိုရင်အထုံမမြတ်အရုံးနဲ့ပတ်နေတာဒါမျိုးတွေကမလုံတဲ့တဲ့ကိစ္စတွေပေါ့ကျွန်တော်တို့ကသူများနိုင်ငံတွေရတာကိုမြန်မာနိုင်ငံကနေဘေးကိုယူတုံးမရဖြစ်ပြီးတော့ပူဆွေးဝမ်းနေပြီးတော့နော်ထိုင်ဝမ်ကူညီကယ်ဆယ်ရေးအဖွဲ့ဆိုရင်လာမကူညီနိုင်လို့သူဝမ်းတော့ဝမ်းနေတယ်ဒီကယ်ဆယ်ရေးအဖွဲ့ကောင်းဆောင်ပါနော်အဲ့လိုအချိန်မှာကျွန်တော်တို့တွေကတလုံးမျိုးဖြစ်နေကြမှာဆိုဖြစ်တင်တာပေါ့နော်လက်ရှိစစ်ကောင်စီဆိုတော့အားလုံး တူရက်နဲ့တူဆက်တော့လိုက်တယ်ပြောမှာနော်တဖြည်းဖြည်းနဲ့ကျွန်တော်တို့တိုင်းပြည်ကဘယ်လိုပြောလဲဆိုတော့လေဒီအာနာရှင်နာဆက်အုပ်ချုပ်ကနေမြောက်ကိုရီးယားပုံစံဖြစ်သွားမယ်မှန်တာမှားတာတရားတာမတရားတာမတိတော့ဘူးဒီဥဆောင်နဲ့အုပ်ချုပ်တဲ့ကောင်တွေလုံးလုံးမြတ်ဒီအမှန်ပုံစံဖြစ်သွားလိမ့်မယ်ဟုတ်တယ်ဆိုကြည့်ဒါတော့ဝမ်းတဲ့ပူဆွေးနေဗဇံမှတ်တက်နေစောင့်နေမန္တလေးနန်ဒီကျုံးဘေးမှာကိုတိုက်တယ်မှာမနေရဲလို့မနေရဲအခုဆိုရင်ဒီ28ရက်နေ့ငလင်းလှုပ်ပြီးတဲ့အချိန်မှာနောက်ဆက်သွဲလှုပ်တာငလင်းပေါင်းရာကျော်200နီးပါးဖြစ်တော့အချိန်ကြီးဒါတိတ္တသမကလည်းစပြီးတော့ဖိုက်ဖိုက်ဖိုက်ကျော်တဲ့အထိနော်လှုပ်ခဲ့တဲ့ငလင်းအချိန်ကြီးပေါင်းမှာ ဲ့တော့အဲ့လိုနေသားမှာပြည်သူတွေကတိုက်တွေမှာမနေရတော့မနေတော့လမ်းဘေးမှာဆင်းနေတယ်ကြုံမင်းမှာအဲ့ဒီလူတွေကိုလောင်ပေါင်းထုတ်တယ်တကြံမှန်းနဲ့စောက်ဖို့လေဟာဖြစ်တင်လားဗျာကျွန်တော်တို့တွေတလောက်လောက်စာနာစိတ်ကင်းမဲ့ပြီအခုလည်းဒီမှာအစည်းအဝေးကိုလူတက်မယ်เนาะကျွန်တော်တို့မှာဟိုအခုအန်ယူဂျီကထုတ်ပြန်ထားသလိုပဲပြည်သူနောက်မှာပြည်သူပဲရှိပါတယ်เนาะလက်ရှိငလင်ဘေးတင်ကိုနိုင်ငံတကာအကူအညီပေးနေတယ်အဲ့တော့သူတို့ကသူတို့တိုက်ရိုက်လာကူညီတဲ့နိုင်ငံတွေရှိသလိုဒီစစ်ကောင်စီလက်ထဲကိုထည့်ပေးတဲ့နိုင်ငံတွေလည်းရှိတယ် ကဲကိုစီပြောသလိုပဲပေါ့နော်ကျွန်တော်တို့လည်းခုချိန်မှာတော့အချိန်ခါရေးသုံးပါးလေးကိုနားလည်သိရှိပြီးတော့မှကိုဘာလို့တင်လဲဆိုတော့ကိုတိုင်းပေါ့နော်တေချာလေးကိုဆုံးဖြတ်တင်နေတာပဲဖြစ်ပါတယ်။နိုင်ငံတကာကနေပြီးတော့မှကိုကြီးကဲဆေးဖွဲ့တွေတောင်းမှရောက်ရှိပြီးတော့မှကျတို့ဒီငလီမေးတန်တင်ပီတူတွေကိုကိုကြီးကဲဆင်နေတဲ့အချိန်မှာတချို့တွေကပေါ့နော်ကိုနဲ့မဆိုင်ဘူးဆိုပြီးတော့မှပျော်ပါနေကြတော့ကျတို့ကြည့်လိုက်မယ်ဆိုတော့တော်တော်လေးကိုရင်နာဖို့ကောင်းတာဖြစ်ပါတယ်။ကျတို့ပီတူအားလုံးရပေါ့နော်ဒီလိုမျိုး ဝနဲ့ပူဆွေးနေရတဲ့အချိန်မှာကိုကနေပြီးတော့မှလည်းဘီရိုခမကြုံသွေးရင်တောင်းမှာပေါ့နော်ဝနဲ့ပူဆွေးကြောင့်ပြသပြီးတော့မှရရအနေနဲ့ပဝင်လူတန်းလို့ရရင်လူတန်းအင့်တဲ့အချိန်တွေပဲဖြစ်ပါတယ်ကျွန်တော်တို့အားလုံးဝန်စီလို့ညီညာပြီးတော့မှပေါ့နော်ဒီတဘောအဘိဓမ်စိုးကြီးကိုချက်ချက်ခံရင်ဆိုင်ပြီးတော့မှကျွန်တော်တို့ဒီအိမ်မဆိုးကြီးကနေပြီးတော့မှရုံထွက်ပြေးတာနဲ့မှကြာခင်မှာတော့ပြေးသူအားလုံးလိုချင်နေတယ်ပေါ့နော်တော်လောင်အပွဲစီကိုခြေတက်ဖို့ခိုးဆိုရင်တော်လောင်ရေးတစ်ဖွဲ့တီးတီးကနေပြီးတော့မှလည်းပြောဆိုနေကြတာမို့လို့ မိဘပြည်သူတွေအနေနဲ့အခုလိုမျိုးခက်ခဲနေတဲ့အချိန်မှာကိုယ့်ရဲ့ပြုမှုလေးတွေကိုသတိပြုအစီအချင်းပြုတော့မှာပေါ့နော်ကျွန်တော်ဒီတော်လိုင်းမှာထက်ထက်ပူပေါင်းပါဝင်ရမယ့်အချိန်ဖြစ်တယ်ဆိုတဲ့အကြောင်းပြောရရင်ကျွန်တော်ဒီနေ့မှာလည်းပိုင်းဗီဒီယိုကိုဒီနေရာမှာပဲဆုံးသတ်ချင်ပါတယ်စာဆုံးကြည့်ရှုပေးကြတဲ့မိဘပြည်သူများလုံးအထူးကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာကိုယ်ကျေးဇူးမှချင်တဲ့ပြည့်စုံပြီးတော့မှာတဘောဝဘေးနဲ့မြေမြေနဲ့မရောက်နိုင်မေးပေးတာနဲ့ကျွေးပြီးတာရဲချမ်းတဲ့နေလေးပတ်ဆိုင်ကြပါစေလို့ကျွန်တော်ဒီနေရာကနေဆုမကောင်းတောင်းပေးလိုက်ပါတယ်